ဒေါက်တော်နာမင်းကြီးမင်္ဂလာရေးစင်သုံးလောင်းနေစဉ်မှာဒူရီယာလိုအမည်ရတဲ့မင်းထိန်တဲ့တူနန်းတော်တွင်းကိုဒုံဆိုင်ဝင်ရောက်လာပြီးတော့အချက်ပေးခရာကိုမှုတ်လိုက်ပါလေခရာတန်ကြောင့်မင်းကြီးရောက်ရှိလာပြီးတော့ဒူရီယာကိုမြင်တဲ့အခါမှာမိဖုရဲ့ကောင်ကြီးနဲ့ထယ်ပေးလိုက်တာကိုမောင်မင်းကဘာကြောင့်ပြန်အောင်လာတယ်လဲဆိုပြီးတော့မေးပါလေဒူရီယာကရင်ခုန်လိုက်မောနေပြီးတော့စိတ်လုံရှားတဲ့မူယာနဲ့မိဖုရဲ့ကောင်ကြီးဟာလန်ကူးလက်လုံးမလီဥယင်ကြီးမှာဇိုပြီးတော့စကားဆုံးမပြောရသေးခင်မှာပဲမင်းကြီးဟာဆိုရင်ထိတ်လန့်တဲ့မူယာနဲ့ဒူရီယာ လုံမလီဥယျာဉ်ကြီးမှာမိဖုရားကောင်းကြီးဘာဖြစ်လို့လဲဆိုပြီးတော့သူ့ပခုံးကိုလှုပ်ရမ်းပြီးတော့မေးပါတော့တယ်။ဒူရီယာကအရှင်မင်းကြီးမိဖုရားကောင်းကြီးဟာနေမင်းမျိုးနွယ်ရဲ့မျိုးဆက်တဲ့ဖြစ်သောကပိလဝုတ်ပြည်ရဲ့အိမ်ရှိဆံကိုလုံမလီဥယျာဉ်ကြီးမှာဖွားမြင်ခဲ့ပါပြီဖုရားဆိုပြီးတော့ရှောက်တင်လိုက်တဲ့အခါမှာတော့အန်အောဝမ်းသာခြင်းကြီးစွာနဲ့ကောင်းကင်ကနေမင်းကိုလက်အုပ်ချီပူဇော်လိုက်ပြီးတဲ့နောက်အချက်ပေးခရာကြီးကိုအာရပါရမှုတ်ကအောင်ပွဲခံပါတော့တယ်။ဒါမဲ့ဒီသတင်းကမင်္ဂလာအတွက်ကတော့အလွန်ခါးသီးပွေရသတင်းစိုးကြီးဖြစ်နေခဲ့ပြီးတော့ ရုပ်ကြိုးပြက်လဲကြမတက်ဖြစ်သွားရပါလိမ့်။အဲဒီနောက်မှာမျိုးရင်းကသဘင်သေးကြီးကလည်းမြူးမြူးကြွကြွကကွက်တွေနဲ့တူအိမ်ရှင်ဆန်မင်းသားလေးကြွရောက်လာပြီးဆိုတဲ့ဒေသချင်းကိုတီးဆုံနေရင်းနဲ့မင်းကြီးတုတ်တော်တနိုင်းရင်းနေသေးကြ။ตาရင်နာတပါမွေးဖွာလာကြောင်းတရင်စကားကိုပြည်သူတွေထံပားခဲ့ပါတော့လေ။မင်္ဂလာရဲ့အစီအကံကာမူကလည်းဒီသတင်းကိုကြားသိပြီးတဲ့နောက်မှာတော့ဝမ်းသာအားရစွာနဲ့မင်္ဂလာစီကိုအမြန်ပြေးလို့မိဖယ်ကောင်ကြီးသားမွေးဖွားခဲ့ပြီဖြစ်တဲ့အကြောင်းရှောက်တည်မိတဲ့အခါမှာတော့မင်္ဂလာကဒေါသမြန်ဆောင်နဲ့စူးစူးရဲဆိုင်ကြည့်လိုက်ပြီ ကာမူကကိုပားရိုက်ချလိုက်ပါတော့တယ်မင်းကြီးကမင်္ဂလာသတင်းကိုဆောင်လာတဲ့မြင်းနှိမ့်တဲ့သူရိယကိုသူ့ရဲ့လက်ဝတ်စားတွေချိုးပေးလိုက်ပြီးတော့နောက်ထပ်လိုရာစုကိုလည်းတောင်းစီဆိုပြီးတော့ဝမ်းသာအားနဲ့မိန့်တော်မူလိုက်ပါတယ်သူရိယကသူ့အတွက်တခြားထွေထူးထူးမလို့အပ်တဲ့အကြောင်းနဲ့သူ့ရဲ့ဇနီးဖြစ်သူကလည်းဒီနေ့မှပဲတောက်ကြားလေးကိုဖွားမြင်ခဲ့တာကြောင့်အဲ့ဒီသားလေးကိုမင်းသားလေးရဲ့ရန်ရွှေတော်ဖြစ်စေလိုပါတယ်လို့ရှောက်တင်လိုက်ပါတယ်မင်းကြီးကလည်းကောင်းပြီတင့်လိုရာဆန္ဒပြေဝစေရမယ်ဆိုပြီးချက်ချင်းမှလိုက်လျှောပေးလိုက်တာပါ အရင်တော့မင်းကြီးဟာသူ့ရဲ့ညီတော်တွေကိုလိုက်လံပွေဖက်လို့အကျွန်တော်ရာရာကိုစက်ခံရမဲ့သူမွေးဘွားလာခဲ့ပြီဆိုပြီးတော့နှစ်ထောင်အားရစွာကြွေးကြော်နေပါတော့တယ်။အဲဒီမင်္ဂလာသတင်းအတွက်ဝမ်းမြောက်စွာနဲ့ကြွေးကြော်နေကြတဲ့နန်းတွင်သားတွေအားလုံးကိုလည်းမင်းကြီးကမျိုးနွယ်တစ်ခုလုံးကိုစားကျေးဇူးတင်ရှိကြောင်းနဲ့ဒီနေ့ကစပြီး၃ရက်တိုင်တိုင်တတိုင်းမြေလုံးပျော်ပွဲရှင်ပွဲတွေကျင်းပပေးမယ်လို့မိန့်တော်မူလိုက်ပါတော့တယ်။တဆက်သေးမှပဲညီတော်ဖြစ်သူကိုဒီကနေ့ပဲလုံမဏီကိုခီးထွက်ကြဖို့ပြင်ဆင်စေခဲ့ပြီးတော့ဒါတော်လေးရဲ့ရုပ်ရည်ဟာမင်းကြီးနဲ့ပဲတူသလား။ ဒါမှမဟုတ်မိဖုရားကောင်းကြီးနဲ့ပဲတူနေသလားဆိုတာကိုကြည့်ကျင်လှပြီလို့ဆိုခဲ့ပါလိမ့်မေဂျာပြောရွှင်ချင်းကြီးစွာနဲ့လုံမဏီဥယင်စီကိုအမြန်ခီးနေသွားခဲ့ချိန်မှာမင်္ဂလာကတော့နန်းဆောင်ထဲကပစ္စည်းတွေကိုတွန်းလဲပြက်ကဒေါသမိတွေတခုံခုံတောက်လောင်ပြီးကြံရစ်နေခဲ့ပါတော့တယ်တပတ်မှရန်ရွှေတော်တွေကဒေဝဒါကိုခီးဆက်ဖို့အတွက်တင့်ပြီးဖြစ်ကြောင်းမာယာဒေဝီကိုရှောက်တင်တဲ့အခါမှာမာဒေဝီကခီးမဆက်တော့ပဲကပိလဝုပြီကိုပဲပြန်လှည့်ကြမယ်လို့ဆိုခဲ့ပါလိမ့်ဂေါရမီကအမရဝေဆန္ဒအတိုင်းကပိလဝုပြီကိုပြန်လှည့်ဖို့စီစဉ်လိုက်ပါမယ်လို့ရှောက်တင်ပေမဲ့ မာယာဒေဝီကအကျွန်ုပ်တို့ကြီးပဲပြန်မှာမဟုတ်ဘူးအရှင်မင်းကြီးနဲ့အတူပြန်ကြရမှာလို့ပြောလိုက်တာပါဂေါရမီကနားမလည်နိုင်စွာနဲ့မင်းကြီးကမြို့ဝင်တကားကနေစောင့်နေမှာမဟုတ်ဘူးလားလို့မေးတဲ့အခါမှာ မာယာဒေဝီကဒီသတင်းကိုကြားပြီးတဲ့နောက်မင်းကြီးဟာခုလောက်ဆိုရင်တော့ထွက်လာနေလောက်ပြီလို့ဆိုခဲ့ပါတော့တယ်တစ်ချိန်တည်းမှာပဲရန်ရွှေတော်တယောက်ဝင်ရောက်လာပြီးတော့များမကြာမီမှာပဲမင်းကြီးအလုံးမဏိဥယျင်ကိုရောက်တော်မူလာမယ့်အကြောင်းကိုသတင်းလာပေးခဲ့ပါတယ်ဂေါရမီရလည်းအမတော်ဟာမိဖုရဲ့ကောင်းတပါးပီတာလွန်းစွာပဲမင်းကြီးရဲ့စိတ်အတွင်းကအတွေးကြံလေးကိုပါ ိနေတော့တာပဲဆိုပြီးတော့ပြောလိုက်ပါတော့တယ်မင်းကြီးရောက်လာချိန်မှာမိဖုရားလေးဂေါရမီကခယူးချိုကခြေတော်ဆေးပေးနေကသားတော်လေးတစ်ပါးပိုင်ဆိုင်ခဲ့ပြီဖြစ်တာကြောင့်ဂုံယူပါကြောင့်ရှောက်တယ်ပါလေမင်းကြီးကတော့ခြေမြန်ဆေးပြီးတော့သူတို့သားတော်လေးနဲ့မိဖုရားကောင်းကြီးစီကိုအမြန်လိုက်ဖို့ပေးပါတော့ဆိုပြီးအလင်းစလုံးနိုင်စွာမိတ်လိုက်ပါလေမိဖုရားလေးကတော့မင်းကြီးနေနဲ့လက်ဆောင်တစ်ခုခုပေးမှသားတော်လေးစီကိုခေါ်သွားပေးနိုင်မယ်လို့ဆိုတဲ့အခါမှာမင်းကြီးကလိုချင်တဲ့စုတစ်ခုကိုကြိုက်တဲ့အချိန်မှာတောင်းနိုင်တယ်ချက်ချင်းဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ပြောခဲ့ပါတော့တယ် မင်းကြီးယာယီတဲနန်းဆောင်တဲကိုဝင်လာစင်မှာမဟာဒီဝီဟာဂရင်ညောင်ဆောင်ထပ်ပေါ်ကစားပွားကလကာနောက်မှာရှိနေခဲ့ပြီးတော့မင်းကြီးရဲ့အမြဲတမ်းတစ်ခုခုလိုအပ်နေတဲ့ခံစားချက်ကိုဖြည့်ဆည်းပေးတဲ့နေတဲ့တားတော်လေးကိုဖွားမြင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းကိုရှောက်တင်ပါတယ်။မင်းကြီးကဘာကြောင့်စားပွားနောက်မှာရှိနေရတာလဲလို့မေးရမှာဂေါရမီကကြားဝင်ပြီးတော့တားဖွားပြီးနောက်ရက်ပေါင်း30ပြည့်မှသာမိဖုရားကောင်းကြီးနဲ့တွေ့ခွင့်ရပါမယ်အကြောင်းကိုပြောခဲ့ပါတယ်။မင်းကြီးကဘာကြောင့်ဒီလိုနားလေရခက်တဲ့စီးမြင့်တွေရှိနေရတာလဲလို့မေးတဲ့အခါမှာတော့ဂေါရမီက မိဖွားပြီးကစားမိခင်တယောက်ဟာပင်မနှွမ်းနေနေပေမဲ့ခင်မုန်းတယ်ကတော့ဇနီးနဲ့အတူနှွေးထွေးစွာနေလိုတတ်ကြတာကြောင့်ဇနီးတဲ့အတွက်တောင်းဝန်ပိုစီတဲ့အကြောင်းနဲ့မိခင်နဲ့ကလေးငယ်တို့ကိုဥစွာရင်းနှီးမှုရနိုင်စေဖို့အတွက်လည်းအချိန်ပေးထားတဲ့ကြောင်းရှေးသမားတော်တွေနဲ့ပညာရှိတွေကအဆိုပြုထားပါတယ်ဆိုပြီးတော့ရှင်းပြရပါတယ်။မင်းကြီးကကောင်းပါပြီ။ဒါမဲ့သားတော်ထိကိုင်ဝင်တော်ရှိတယ်မဟုတ်လားလို့ဆိုလိုက်တဲ့အခါမှာဂေါရမီကသားတော်ကိုပွေ့ချီပြီးတော့ကလကာနောက်ကနေလက်ကလေးတစ်ဖက်ထုတ်ပေးလိုက်ပါတယ်။ မင်းကြီးကသားတော်ရဲ့လက်သေးသေးလေးကိုကင်ကြည့်နေချိန်မှာတစုံတစ်ခုကိုတွေးကြံနေပုံရတာကြောင့်ဂေါရမီကဘာတွေများတွေးကြံနေရလဲလို့မေးရမှာမင်းကြီးကရှေးဖျော်ပညာရှိတွေကလက်ဖွာပေါ်ကရေးကြောင်းတွေကိုကြည့်ပြီးဟော်ကိန်းထုံနိုင်စွမ်းရှိကြတယ်လို့ပြောပါလိမ့်မာဒီဗီကမင်းကြီးရဲ့သားတော်ဟာမင်းကြီးလိုပဲကဘာကို အုပ်ဆိုးမဲ့သူပဲဖြစ်လာပါလိမ့်မယ်လို့ဝင်ပြောရမှာမင်းကြီးကလည်းအားရကျေနပ်စွာရှိနေပါတော့တယ်ညာပိုင်းချိန်ရောက်တော့ကာမူကာတယောက်ရိုက်ခဲတဲ့ပါလီတစ်ဖက်ကိုအုပ်လို့မန်ဂလိုင်းနန်းဆောင်ရှိမှမျက်နှာခံကြုံကြုံနဲ့ရှိနေချိန် မင်္ဂလာခင်မိုးရောက်လာတဲ့ခါမှာအရှင်မမနက်ကလေးကတကားမဖွင့်ချောင်းပြောပြလိုက်ပါလိခင်မိုးတွေကနန်းဆောင်တကားကိုတွန်းပွင့်ဝင်သွားမှာတော့ခန်းတစ်ခုလုံးဖြိုးပြဲဖြစ်နေပြီးတော့မင်္ဂလာကတော့စိတ်ပြက်လက်ပြက်နဲ့ပတ်လက်လန်းနေတာပါသူမကနောက်ဆုံးတော့မင်းကြီးရဲ့ဆန္ဒတွေပြေဝသွားခဲ့ပြီးတော့ကျွန်တော်တို့ရဲ့အကြံစီတွေပြက်စီးခဲ့ပြီးဆိုကမကြေမချမ်းနိုင်စွာပြောဆိုနေတာပါခင်မိုးပြည်သူကဒရိုင်းဘီလုံးအောင်ပွဲခံနေချိန်မှာနန်းတော်ထဲမှာတင်တကိုယ်တဲ့ဒေါသထွက်နေတော့မလာဆိုပြီးတော့ပြောပေမိတ်မင်္ဂလာကသူ့အနေနဲ့ကြောက်တိုးတွေလှိမ့်ချပြီးလှုပ်ကြံခဲ့သလိုအစိတ်ခတ်တတ်ဖို့လည်းစူးစမ်းခဲ့ပေမဲ့တခုမှမအောင်မြင်ခဲ့ပဲ အခုတော့ဒေဝရတ်ရဲ့ထီနံအလူယူခံလိုက်ပြီဆိုပြီးတော့ဒေါသတကြီးနဲ့ပြောပါပြီခင်မောဖြစ်သူကသွေးဦးသွေးတန်းစကားတွေကိုတပားသူကြားသွားရင်ပဲကတ်ကုံလိမ့်မယ်လို့တားပေမယ့်မင်္ဂလာကဂယုမဆိုင်ပဲအခုလဲဒေဝထားမှာလှုပ်ကြံမဲ့သူတွေကိုဆေးလို့ထားပေမယ့်လုံမဏီမမင်းသားလေးကိုဖွားမြင်ခဲ့ပြန်ပြီဆိုပြီးတော့သူနှဖူးသူရိုက်နေပါတော့နေအဲတော့မှဒီနန်းတော်တစ်ခုလုံးကိုမီးရှို့ပြဲမှအေးမယ်ဆိုပြီးတော့မီးထုတ်ကိုဆွဲနေတာကြောင့်ခင်မောဖြစ်သူကအတင်းဝင်ဆွဲရပါတယ်ပြီးတော့သူကစိတ်ရှိတီးခံတတ်ဖို့လိုတယ်မင်္ဂလာဒီမီးထုတ်ကနန်းတော်ပဲလောင်ကျွမ်းစေဖို့တတ်နိုင်လိမ့်မယ် တကယ်တော့ငါတို့ကမင်းသားလေးရဲ့အနာဂတ်ကိုလောင်ကျွမ်းစေရမှာဒါတော့ခန်းစားချက်တွေကိုမျိုးသိမ်းထားပြီးတော့မင်းကြီးပြန်လာကိုကြိုးဆိုဖို့သာပြင်ဆင်ထားလိုက်ပါဆိုပြီးအသိဝင်အောင်ပြောပေးလိုက်ပါလိမ့်မင်းကြီးမာဒီဝီနဲ့အတူမျိုးရဲပြန်ဝင်လာတော့ဒိုင်းသူပြည်သားတွေနဲ့နန်းမင်းသားတွေအားလုံးကပျော်ရွှင်စွာနဲ့ကြိုးဆိုလျက်ရှိကြပြီးမင်းသားလေးဖုန်ကြီးတက်ရှိပါသည်ဆိုရဲကြွေးကြော်တန်းတွေချိန်ချိန်တဲနေကြပါလိမ့်ကျမရွှင်လန်းသွားရှိနေကြတဲ့မာဒေဝီနဲ့သားတော်လေးကိုမင်္ဂလာကအတင်းဟန်လုပ်ပြီးတော့ကြိုးစုံလေးရပါလိမ့် အမွေနန်းသားလေးနဲ့ဖျံပတ်ကြိုးဆိုပြီးတဲ့နောက်မှာတော့မင်္ဂလာကသားတော်လေးကိုကြည့်ဝင်တောင်းခဲ့ပြီးတော့သားတော်ဟာမိပြေကောင်းကြီးနဲ့အလွန်တူတာပဲလို့ပြောလိုက်ပါလိမ့်။မင်းသားလေးကတော့မင်္ဂလာလက်ထဲရောက်တာနဲ့ချက်ချင်းလူလွန်ပြီးတော့ငုံနေခဲ့တာပါ။အဲဒီနေ့ညနဲ့တကောင်ချင်းမဟာဒေဝီဆက်တော်ခေါနေစင်မှာခေါ်တန်တစ်ခုကြောင့်နိုးလာခဲ့တဲ့အခါတကူလုံးကြည်လင်တောက်ပနေတဲ့နတ်ဒေဝတာတစ်ပါးကိုမြင်လိုက်ရပါလိမ့်။နတ်ဒေဝတာကသမီးတော်သင်ဟာမုံမြတ်တဲ့တာဝန်တစ်ခုအတွက်လူလောကကိုရောက်ရှိခဲ့တာဖြစ်တယ်။ အခုတောင်းဝန်နေပြီးမြောက်ပြီဖြစ်လို့ကျွန်တော်လည်းပြန်လိုက်ခဲ့ပါတော့ဆိုပြီးတော့ပြောခဲ့ပါလိမ့်အဲ့ဒီစကားအဆုံးမှာမာယာဒီဗီယာလန်နိုးလာခဲ့ပြီးတော့ကျွန်တော်ရဲ့တောင်းဝန်နေမပြီးသေးဘူးဒါတော့လူလားမြောက်အောင်ပြုစုပြိုးထောင်ရအောင်မယ်ဆိုပြီးတော့អော်ပြောနေမိပါတော့တယ်ဘေးနာဂေါ်မီကအမတော်ဘာဖြစ်တာလဲလို့မေးတဲ့အခါမှာမာယာဒီဗီလည်းပြန်သတိဝင်လာခဲ့ပြီးတော့သူမတခုခုကိုသဘောပေါက်လိုက်မိပြီပဲဖြစ်ပါတယ်ဒါတော့ဂေါရမီကိုဒေဝရထမှာရှိတဲ့အကိုတော်ထံကိုစာပို့စီဖို့မင်းကြီးကိုရှောက်တင်ပေးပါလို့ဆိုခဲ့ပါတယ်။စာအုပ်ရတဲ့အခါကိုတော်ကအမီတာကို ကပီလဝုတ် BC ကိုဆေလွတ်လိုက်မယ်ဆိုတဲ့အခါမှာဂေါရမီကဘာကြောင့်အမီတာကိုဖိတ်ခေါ်ခြင်းရတာလဲလို့မေးပါတယ်။မာဒီဝီကအမီတာဟာမင်းသားလေးရဲ့ဒွေးတော်ဖြစ်တာကြောင့်အမီကင်မုန်းတပ်ပွဲကိုတက်ရောက်ဖို့ဖိတ်ခေါ်ရတာဖြစ်ကြောင်းပြန်ပြောပါတယ်။အစင်လာရကင်မုန်းတပ်ပွဲကိုဖွားမြင်ပြီး9မြောင်းနေမှာကျင်းပမှာဖြစ်ကြောင်းမာဒီဝီကလေးနဲ့တီးကြီးတဲ့မျက်နှာထားနဲ့ပြောနေခဲ့ပါတယ်။ဂေါရမီကလည်းမာရွယ်စန္ဒာတိုင်းဖြစ်စီရမှာဖြစ်ပြီးတော့ကဘာမီကိုတိုင်တဲကသားတော်လေးကိုကင်မုန်းတက်ရမယ်လို့ဆိုခဲ့ပါတော့တယ်။ မာရီဝီရဲ့ရင်ဝင်ထဲကသားတော်လေးနားကိုဒေဝရက်ရောက်လာပြီးတော့ချောမြူနေတဲ့အချိန်မှာပဲဒေဝဒဟပြည်ရဲ့မိဖုရဲ့ကောင်းကြီးဖြစ်တဲ့အမီတာရောက်လာပြီးဖြစ်ကြောင်းလာရှိကာကလာပြီးတော့ရှောက်တင်ခဲ့ပါတယ်။မရှိမနှောင်းမှာပဲအမီတာနဲ့ရန်ရွှေတော်လေးဝင်ရောက်လာကြပြီးတော့ညီမတွေဝမ်းပန်းတသားနဲ့ပွေဖက်နှုတ်ဆက်ကြပါတယ်။အမီတာကိုယ်တိုင်လည်းပြိတ္တရီလွယ်ထပြီးတော့မကြခင်မှာလည်းသူမှလည်းဖွားမြင်ရမယ့်အချိန်ကိုရောက်တော့မယ်လို့ပြောပြပါတယ်။အဲနောက်မှာသားတော်လေးရဲ့မျက်နှာကိုသေချာကြည့်ပြီးတော့ကလေးရမဟာဒီဝီနဲ့စင်တူပေမဲ့ရဲစွမ်းတတ္တိရာမာတော့ ခမီးတော်တုတ်တော်ဒနာလို့ပြောင်ပြောင်းလိုက်မယ်လို့ဆိုခဲ့ပါတယ်။အဲဒီချိန်မှာဂေါတမီကအမီတာဟာဖခင်ဘက်ကဒွေးတော်လားမိခင်ဘက်ကဒွေးတော်လားဆိုပြီးမေးခဲ့ပြီးတော့မဟာဒီဗီကလည်းဒီဘေဒီကိုရအောင်ဖြေရှင်းပေတော့လို့ရီမောကဝင်ပြောပါတယ်။ဒါအောင်နားမလည်နိုင်တဲ့မင်းသမီးတစ်ပါးကဘယ်လိုလုပ်ပြီးတော့နှစ်ပတ်စလုံးနဲ့တော်ဆနိုင်ပါလဲလို့မေးတဲ့အခါမှာလာရှိကာကမိဖုရားအမီတာတုတ်တော်ဒနာမင်းကြီးရဲ့ညမတော်ဆိုတော့မင်းသားလေးရဲ့ဖခင်ဘက်ဒွေးတော်တော်ဆပါတယ်။တစ်ဖက်ကလည်းအမီတာကမဟာဒီဗီရဲ့အကူတော်ဖြစ်တဲ့ကောလီယာပြည့်ရှင်နဲ့လက်ဆက်ထားတာကြောင့် မိခင်ဘက်ကလည်းဒွေးတော်တော်ဆတ်နေပြန်ပါလေဆိုပြီးတော့ရှင်းပြပါလေဒီဘေရီကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့အခါမှာအမီတာကကပိလဝုတ်ပြီးမှဆိုရင်ဖခင်ဘက်ကဒွေးတော်လုံးမယ်မင်းသားလေးကဒေဝရဟပြီးကိုလာရင်တော့မိခင်ဘက်ကဒွေးတော်လုံးပါမယ်ဆိုပြီးတော့ပြန်ဖြေခဲ့ပါလေသူတို့တွေဆွေမျိုးအဆက်ကောင်းနေကြတာကိုကြည့်ပြီးတော့မင်္ဂလာကတော့ယင်တွင်တော်သဘုံထနေပါလေပဇာပတိဂေါရမီကသားတော်လေးကိုအမီခင်မုန်းတက်ပေးဖို့ဆိုလာတဲ့အခါမှာအမီတာကပကတ်တွင်းကသားတော်လေးကိုတေချာကြည့်ကာတိတ်တထလို့ခေါ်ဆိုလိုက်ပါတော့တယ် နန်ရင်းသားအလုံးကလည်းတိတ်တထအမိကိုတန်ပြိုင်ခေါ်ဆိုကပန်းပွေများကိုကျဲပတ်လိုက်ကြပါလိမ့်။မင်းကြီးကတော်ဝင်ဘရောကြီးဘက်ကိုလှဲ့ကာဒါတော်လေးရဲ့ဇာတာကိုတွက်ချက်စေတဲ့အခါမှာတော့ဘေဟိုကြီးကမင်းသားလေးရဲ့ဖွားဇာတာပြည်စုံကောင်းမွန်စွာနဲ့အများနဲ့မတူဘဲထူးခြားနေတာကြောင့်ဒါဟာစัจ java ဝရိမင်းဖြစ်ကိုညွန်ပြနေကြောင်းဟောကိန်းထုတ်ပေးခဲ့ပါလိမ့်။မင်းသားလေးဟာရဲစွမ်းတက်တီနဲ့ပြည်စုံပြီးခွန်အားကြီးမှလိမ့်မယ်။ဩဇာတိတ်ကမှကြီးမာပြီးအေကန်စင်စစ်ရှင်ဘီရင်အပေါင်းတို့ရဲ့တခင်အေဂရစ်မင်းဖြစ်ပါလိမ့်မယ်ဆိုပြီးရှောက်တင်တဲ့ချိန်မှာ ပုံနာတော်တပားကတခုခုဝင်ပြောဖို့ဟန်ပြေမိမဲ့ပရောဟိတ်ကြီးကပြောခွင့်မပေးဘဲအေဂရင်မင်းဖြစ်လိမ့်မယ်လို့ပဲဆိုခဲ့ပါတယ်မင်းသားရဲ့အမိကိုတိတ်တထလို့ကင်မုန်းတက်ခဲ့ပြီးတော့မျိုးရိုးအမိကဂေါရမဖြစ်ခြင်းကြောင့်တိတ်တထဂေါရမလို့အမိတွင်စေမယ်လို့ပရောဟိတ်ကဆိုခဲ့ပါတယ်မင်းကြီးကတိတ်တထဂေါရမတွေမဟုတ်ဘဲအေဂရစ်တိတ်တထဂေါရမဖြစ်စေရမယ်လို့မိန့်လိုက်တဲ့အခါမှာနန်တွင်သာအပေါင်းတို့ကလည်းအေဂရစ်တိတ်တထဂေါရမဆိုပြီးတော့ကြွေးကြော်ကုန်ကြပါတော့တယ် ညပိုင်းမှာသားတော်လေးကိုချော့သိပ်ပြီးတဲ့နောက်ဂေါတမီကအမတော်ကိုနားယူဖို့ပြောပြီးတော့ထွက်သွားမယ်လို့မှာမာယာဒေဝီကလမ်းဆွဲထားလိုက်ပြီးတော့အနားမှာထိုင်စေကာညမတော်မျက်နှာကိုခန့်ဆွေးဆွေးကြည့်ပါလေဂေါတမီကဘာများလဲအမတော်လို့မေးရမှာမာယာဒေဝီကဒီကနေ့မိဘေးကင်မွန်းတပ်ပွဲပြီးမှညမတော်ကိုတောင်းဝန်အားလုံးလွှဲအပ်ရတော့မယ်ဆိုပြီးထူးခြားတဲ့စကားကိုဆိုခဲ့ပါလေမိခင်နိုင်ကသူ့ရဲ့ရင်သွေးကိုအမြင့်တကအမြင့်ဆုံးဖြစ်စေခြင်းကြတယ်ဒါမဲ့အကျွန်ုပ်ကတော့အဲ့ဒီဆန္ဒတွေကိုအကောင့်ထဲပုံနိုင်တော့မယ်မထင်ဘူးဆိုပြီးပြောရမှာဂေါတမီက အနာယူပါတော့အမတော့ဒါမျိုးတွေမပြောပါနဲ့ဆိုပြီးတော့တားလိုက်ပါလိမ့်မာဒီဝီကမပြောလို့မရတော့ညီမတော့ကိုဝင်ဆောင်စင်ကလေးကပရောဟိတ်တွေကစကြဝဠေးမင်းဖြစ်လိမ့်မယ်လို့ဟောကင်းထုတ်ကြတယ်ဒါမဲ့တားတော်ရဲ့အဲ့ဒီချိန်ကိုမြင်ကွင်းမရှိတော့ဘူးလို့ထပ်ပြောရမှာတော့ဂေါရမီကဒီလိုနမိတ်မရှိတဲ့စကားတွေမပြောပါနဲ့ဆိုကထွက်သွားဖို့လုပ်ပေမဲ့မာယာဒီဝီကလှမ်းဆွဲထားလိုက်ပြန်ပါလိမ့်ညီမတော်ကပဲတာဝန်တွေလွှဲအပ်ခဲ့ရတော့မယ်တားတော်လေးကိုရင်နှိုင်းဖြစ်တော့တားရင်ချလို့သဘောထားစောင့်ရှောက်ပေးပါဆိုပြီးဂတိတောင်းခံရမှာ ဂေါတမီလည်းဂရီပေးခဲ့ပြီးတော့အမတော်လည်းဘာမှဖြစ်မှာမဟုတ်ပါဘူးလို့ဆိုခဲ့ပေမဲ့မာယာဒေဝီကမဟုတ်ဘူးဂေါတမီအချိန်ကျခဲ့ပြီပြန်သွားဖို့အချိန်ကျခဲ့ပြီဆိုတဲ့ဇကားကိုပြောလိုက်ပါတော့တယ်အရင်တော့သားတော်လေးကိုအထူးဆောင်းရှောက်ပေးဖို့ဂရီထတ်တောင်းခဲ့ပြီးတော့မင်းကြီးကိုလည်းတေးကြသွားအလုပ်ကျွေးပြုပါလို့ဆိုတဲ့အခါမှာဂေါတမီလည်းမျက်ရည်စရီနှစ်ဦးစလုံးအတွက်စိတ်ချစေဖို့ပြန်ပြောခဲ့ပါတယ်ပြီးတော့မာဒေဝီကကျွန်ုပ်ကိုလည်းမေးမပြစ်လိုက်ဖဲတတိယပေးပါလို့ဆိုကညီမတော်ကိုဆွဲဖက်ထားလိုက်ပါတော့တယ် ခဏတာညင်ကြသွားတဲ့မာဒေဝီကိုအတင်းလှုံနှိုးလိုက်တော့မှမကြခင်သွားတော့မှကြောင့်မင်းကြီးနဲ့နောက်ဆုံးချိန်တွေ့ကျင်တယ်လို့တောင်းဆိုပါလေဒါတော့ဂေါရမီလက်အစီကံကိုမင်းကြီးနဲ့တမားတော်ကိုပါသွားခေါ်စေခဲ့ပါတော့တယ်တမားတော်ကအရင်ရောက်လာပြီးတော့ဆေးဆေးကြည့်အောင်ကံတော်ကုံမဲ့လက္ခဏာတွေမြင်နေရအောင်ပြောလိုက်ပါလေမကြခင်မှာမင်္ဂလာတို့တွေရောက်လာကြပြီးတော့မိဖုရားကောင်ကြီးဘာဖြစ်တာလဲလို့မေးရမှာဂေါရမီကစကားပြောနေရင်အခုလိုဖြစ်လာတာပဲလို့ပြောကမင်္ဂလာကိုဖတ်ပြီးတော့ငိုနေရှာပါတယ် မင်းကြီးလည်းနန်းဆောင်ရှိကိုရောက်လာခဲ့ချိန်မှာပရောဟိတ်တစ်ပါးကအစင်လာရမိပြေကောင်ကြီးနဲ့တွေ့ချိန်မတန်သေးတောင်ရှောက်တင်ပါလေဒါပေမဲ့မင်းကြီးကအချိန်ရတွေ့ဖို့လိုအပ်နေတာကြောင့်ဘလို့စီမံရမလဲလို့မေးနေပါလေနန်းဆောင်တွေ့မှလည်းတမားတော်ကမိပြေကောင်ကြီးရဲ့နှလုံးခုန်နှုံးတွေနှေးလာပြီလို့ဆိုကမင်းကြီးကိုအမြန်ခေါ်လိုက်ဖို့ပြောပါလေဒါကြောင့်ဂေါရမီလည်းအပြင်ကိုပြေးထွက်သွားခဲ့ပြီးတော့မင်းကြီးကိုအခုဝင်မတွေ့ရင်အသက်ရှင်လဲတွေ့မင်းရတော့မှမဟုတ်ကြောင်းပြောကဆွဲခေါ်ဖို့လုပ်ပါလေပရောဟိတ်ကြီးကအစင်လာကိုဖောက်ပြက်မိရင်အပြစ်ပြန်ဖြေရပါလိမ့်မယ်လို့ဆိုတဲ့အခါမှာမိဖုရားလေးက လိုအပ်တာအကုန်လုံးကိုနောက်ပိုင်းမှာဆောင်ရွက်ပေးမယ်လို့ဆိုခဲ့ပါတယ်။ဘရိုအီကြီးကတော့ဒီချိုးဖောက်မှုအတွက်နွားကောင်တရားပေးမယ်လှုပ်ပေးမှအပြစ်ကျေလိမ့်မယ်လို့ပြောခဲ့တာပါ။မင်းကြီးဝင်အောင်လာတော့အသက်ကိုနိုင်နိုင်ရှူနေရတဲ့ကြားကဖျော့တော်တော်လေးကြိုးစားပြုံးပြနေတယ်။မာယာဒေဝီကိုယင်နဲ့ဇွားနဲ့ပဲမြင်လိုက်ရပါတယ်။မင်းကြီးကလေးလံသောခြေလန်းတွေနဲ့အနားကိုရှောက်သွားကမာယာဒေဝီရဲ့လက်ကိုစုပ်ကင်လိုက်ချိန်မှာမာယာဒေဝီကကျွန်ုပ်တို့ကဝမ်းနေပူဆွေးမယ်အစား သားတော်လေးဖွားမြင်ပေးတာတွေ့ပဲဂုံပြုတ်ပေးပါဆိုတဲ့နောက်ဆုံးသောစကားတစ်ခုကိုဆိုခဲ့ပြီးတဲ့နောက်မှာတော့အားလုံးကိုထားရက်ခါထွက်ခွာသွားခဲ့ပါတော့ဒီပဇာပတိဂေါရမီကအတန်ကိုအော်ဟစ်ပြီးတော့အမတော်လူအော်ခေါ်နေပေမဲ့လည်းမာဒီဝီတယောက်မကြားနိုင်တော့ပါဘူး။ယာစာအိမ်တွေကိုအနိုင်နိုင်ထိန်းထားတဲ့မေကြီးသုံတော်ဒနာလည်းအန်ကျိတ်ကအတန်တိတ်ကျိတ်ကိုနေမိပါပြီ။ဝန်သာစိတ်ကိုဖြတ်ခနဲထိမိဟန်လုတ်ကအောင်ကိုပြလိုက်သူကတော့မင်္ဂလာပဲဖြစ်ပါတယ် မာရီဝီကိုမိစ္ဆိုပေးနေရင်ကဝန်နေဂျီကွဲနဲ့မင်းကြီးတုံတော်ဒနာကိုတော်ဝင်ပရောဟိတ်ကြီးကနှစ်သိမ့်စကားပြောပေးပါလေအပူမီးလေးမျိုးကလည်းဘယ်သူမှမလွတ်မြောက်နိုင်ပါဘူးအာနာဇက်မီးယာကယမမီးစာလောင်ရတဲ့ဝမ်းမီးနဲ့တေဆုံးချင်းတို့ပူဆွေးရတဲ့မီးတွေဟာလူသားတိုင်းကိုနှိပ်စက်ပါတယ်ယာကမီးတွေနဲ့ဘဝကိုလောင်ကျွမ်းအငွေ့ပြန်စေပြီးတော့ဇာပနာမီးကတော့ပြာဖြစ်တာကျွင်းကြံပါတယ်ဒါပေမဲ့မာဒီဗီကတော့မုံမြတ်တဲ့တာဝန်တွေကိုပြီးမြောင်ဆောင်ရွက်ခဲ့ပြီးမှ လှပစွာထွက်ခွာသွားတာပါမိဖုရားကောင်းကြီးကမင်းကြီးအတွက်ထီးမွေနန်းခံပြတဲ့သားတော်လေးကိုဖွာမြင်ပေးခဲ့ပါပြီဆိုပြီးတော့ပြောတဲ့အခါမှာမင်းကြီးကသားတော်ဖွာမြင်ပြီးခုနှစ်ရက်ကြာမှမဟာဒေဝီကံတော်ကုံမာကိုသာကြိုသိနိုင်ခဲ့ရင်သားစုပန်ပွဲတော်ပဲတော့မှလုံမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောခဲ့ပါတော့တယ်နောက်နေ့မှာမင်္ဂလာလှပသေးသက်စွာပြင်ဆင်ထားတာကြောင့်ခင်မုန်းဖြစ်သူကဘယ်သွားမှလဲလို့မေးပါလေမင်္ဂလာကကျေနပ်မှုအပြည့်နဲ့ပြုံးပြီးတော့ မင်းကြီးစီမှာတားတော်တိတ်ထရာကိုမွေးစားခွင့်တောင်းမယ်လို့ပြောခဲ့တာပါ။ဘာကြောင့်လဲ။တင်းအိမ်မတွေဖြက်စီးလိုက်တဲ့ကလေးကိုဘာကြောင့်တနာနေရတာလဲလို့ပြန်မေးလိုက်တော့မင်္ဂလာကအတွေးကောင်ကြီးအမြင်မကျင်းနေစမ်းပါနဲ့။မျက်စိကြဲကြဲဖွင့်ပြီးရေရှည်ချိုးကိုကြည့်တဲ့ရတယ်ဆိုပြီးတော့ပြုံးရွှင်ချုံမြသွားပြောလိုက်ပါလိမ့်။မင်္ဂလာရဲ့အကြံကတော့တိတ်ထရာကိုမွေးစားခွင့်ရရင်အရာအလုံးကိုထိန်းချုပ်နိုင်မှာဖြစ်ပြီးတော့ဒီဝရတ်ပေါ်မိခိုနေရအောင်ပြုစုပြိုးထောင်ပေးပါဖြစ်ပါလိမ့်။ဒါပြင်မင်္ဂလာစကားကိုလည်းတသွေးမတိတ်နားထောင်မှာဖြစ်တာကြောင့် မိသားလေးကယာစာပလင်ကိုအုပ်ဆိုးဝင်ရရင်တော့နောက်ကွယ်ဟာကြိုးကင်သူကဒေဝတပ်ပဲဖြစ်နေမှာပါ။တပတ်မှာမင်းကြီးကမိဖုရားကောင်းကြီးတို့လွန်စွာပူဆွေးတော့ကရောက်နေတာကြောင့်သားတော်လေးရဲ့မျက်နှာကိုတော့မမြင်တွေ့လို့တော့ဘူးလို့ပြောနေပါလေ။သားတော်လေးကိုမြင်တိုင်းပူကြေကွဲရပြီးတော့ဒီသားတော်ကြောင့်မာဒီဝီကံတော်ကုံရတာဆိုပြီးတော့အထင်ရောက်နေပါလေ။ဘရိုကြီးကဒီသားတော်လေးကမင်းကြီးနဲ့မာဒီဝီတို့ရဲ့အလွန်ချင်းဆုံးအိမ်မတစ်ခုဖြစ်တာကြောင့်ဒီလိုတော့မပြောတင်ကြောင်းရှောက်တင်ပေးနေပါလေ။အဲဒီချိန်မှာသားတော်ကိုပွေးချီလာတဲ့ဂေါရမီလည်းရောက်လာပြီးတော့ ဒီကလေးအမတော်မာဒီဝီရဲ့ကိုပွားလေးဖြစ်ပြီးမင်းကြီးရဲ့အရာရာကိုစက်ခံမဲ့သူဆိုတာသတိထားပါအောင်ရှင်မင်းကြီးဆိုပြီးရှောက်တင်လိုက်ပါလေအမတော်ကသူ့ရဲ့ကိုပွားလေးဖြစ်သားတော်လေးကိုထားရစ်ပေးတာမို့တခါတော့တော့ဖခင်ပြောင်းနှလုံးသားနဲ့ထွေးပွေ့ကြည့်ပါကလေးမျက်လုံးလေးကိုသေချာစိုက်ကြည့်လိုက်အမတော်မာဒီဝီကအရှင်ကိုစိုက်ကြည့်နေလို့ခံစားစီရပါလိမ့်မယ်ဆိုပြီးရှောက်တင်တော့မှမင်းကြီးလည်းသားတော်လေးရဲ့မျက်နှာကိုသေချာစိုက်ကြည့်လိုက်ပါလေကော်မီပြောသလိုမှန်တကယ်ပဲမာဒီဝီရဲ့မျက်ဝန်းလေးကိုမင်းတွေးလိုက်ရပြီးတော့ ာတော်လေးကိုအသာရပွေ့ချီကနှစ်ဖူးပြင်သေးသေးလေးကိုနမ်းလိုက်ပါတော့ဒီမိကြီးသားတော်လေးကိုအမြတနိုးထွေးပွေ့ထားစင်မှာပဲမင်္ဂလာရောက်လာခဲ့ပြီးတော့အခုတော့သားတော်နဲ့ခမီးတော်တို့ပေါင်းစည်းနိုင်ကြပြီပဲလို့ဝင်ပြောပါလေမွေးကင်းစားရွယ်လေးနဲ့မိခင်ကိုဆုံးဆုံးခဲ့ရတဲ့သားတော်လေးဟာဖခင်မြတ်တာကိုပါဆုံးဆုံးရတော်မယ်လို့ထင်ခဲ့ပေမဲ့အခုလိုချစ်ကြည်ရရှိခဲ့တာအတွက်ဝမ်းသာရပါကြောင်းဆက်ပြောပါလေအရင်နောက်မှာရှင်မင်းကြီးမှတောင်းဆိုစရာတစ်ခုရှိကြောင်းပြောရမှာတော့မင်းကြီးကလည်း မင်္ဂလာဟာညီတော်ရဲ့ဂျင်ယာဇနီးဖြစ်တာကြောင့်တောင်းဆိုခွင့်ရှိပါတယ်လို့ဆိုကားဘာကိုတောင်းဆိုချင်တာလဲလို့မေးလိုက်တော့အရှင်ရဲ့သားတော်ကိုတောင်းဆိုချင်တာလို့ပြောလိုက်ပါတော့တယ်မင်္ဂလာကတိတ်တထားတဲ့ဒေဝဒတ်ကိုအတူတူကြီးပြင်းစေလို့ကြောင်းနဲ့သူမကိုယ်တိုင်မင်းသားလေးရဲ့တဝူးဒီသောအုတ်ထင်းသူဖြစ်ခြင်းပါကြောင်းတောင်းဆိုခဲ့တာပါမင်းကြီးကမင်းသားလေးကိုမိဖုရားလေးဂေါရမီကသာဆောင်းဆောင်မှာဖြစ်ကြောင်းပြောတဲ့အခါမှာမင်္ဂလာကအစော်မပေးဘဲဂေါရမီကငယ်သူဖြစ်ပြီးတော့ သူမကအမတော်ရာမာရှိတာကြောင့်သူမကပို့ပြီးတော့စောင့်ရှောက်တင့်တယ်လို့ဆိုလာပြန်ပါလေမင်းကြီးကဘာမှပြန်မပြောခင်မှာထက်မြက်တဲ့ဂေါရမီကဒါဆိုရင်အကျွန်ုပ်ကမင်းသားလေးကိုစောင့်ရှောက်ပြီးတော့အတင်ကတော့ကျွန်ုပ်ကိုပြန်စောင့်ရှောက်ပါလားဆိုပြီးတော့ဝင်ပြောလိုက်ပါလေမင်းကြီးကလည်းမင်္ဂလာရဲ့တောင်းဆိုမှုကိုလိုက်လျောလို့ရပေမဲ့မိဖုရားကောင်ကြီးရဲ့ဆန္ဒကိုတော့လွန်ဆန်လို့မရတဲ့အကြောင်းနဲ့မာဒေဝီကတိတ်တထကိုဂေါရမီကစောင့်ရှောက်ပေးဖို့အတ်ထားခဲ့တယ်လို့ပြောလိုက်ပါတော့တယ်အဲ့ဒီချိန်မှာအတန်တချို့ကိုကြားလိုက်ရတာကြောင့်ဘာသာနေလိုက်လို့မေးရမှာ ညီတော်တစ်ပါးကတစုံတယောက်သောသူကအရှင်မင်းကြီးနဲ့မင်းသားလေးကိုတွေ့ဝင်တောင်းနေပါတယ်လို့ပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲရဲမတူးဝင်လာကနန်းတော်တကားရှိမှရသေးတစ်ပါးကတွေ့ဝင်ပေးဖို့တောင်းဆိုနေကြောင်းရှောက်တင်လိုက်ပါတယ်။မင်းကြီးကဘသူများလဲလို့မေးရမှာရသေးကြီးကသူ့ကိုယ်သူရသေးကြီးအာစစ်လို့ပြောကြောင်းရှောက်တင်လိုက်တော့မင်းကြီးလည်းအံ့ဩသွားပါတယ်။မင်းကြီးကရသေးအာစစ်ဟာတာကြီးမျိုးနွယ်ရဲ့တော်ဝင်ပရောဟိတ်တစ်ပါးဖြစ်ခဲ့ဘူးပြီးတော့ခမီးတော်ရဲ့ဆရာဖြစ်ခဲ့ဘူးကြောင့်နဲ့ ဟီမွေနာတောင်တန်းမှာတရားကျင့်ကြံအားထုတ်နေတာနှစ်ပေါင်းတော်ကြာပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ယသိကြီးရပညာရာမှာနှံ့ဆက်သိမြင်ပြီးနတ်နဲလာတဲ့ကျင့်စဉ်တစ်ခုကိုကျင့်ကြံအားထုတ်နေသူပဲလို့ဆိုကားယသိကြီးကိုမင်းကြီးကိုယ်တိုင်ထွက်ကြိုခဲ့ပါတယ်။မင်းကြီးကယသိကြီးကိုဂါရဝပြုပြီးတဲ့နောက်မတွေ့ရတာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးအခုလိုကပိလဝုပြည်ကိုလာလေလို့ဝမ်းမြောက်ရာကြောင်းပြောပေမဲ့ယသိကြီးကမင်းကြီးနဲ့တွေ့ဖို့လာတာမဟုတ်ပဲကြီးမြတ်သောပုံကိုဖြစ်တဲ့တားတော်လေးကိုရှုမြင်လို့ဒါကြောင့်လာခဲ့ကြောင်းပြန်ပြောခဲ့ပါတော့တယ် မင်းကြီးလည်းရသေးကြီးကိုတားတော်လေးနဲ့တွေ့စေခဲ့ကဒီတားတော်ကိုမြင်ရဖို့နှစ်အများကြီးစောင့်ခဲ့ရတယ်လို့ပြောလိုက်တာပါရသေးကြီးကမင်းသားလေးကိုစောင့်နေရသူကမင်းကြီးတယောက်တည်းမဟုတ်ပဲညာစွာလာသောတရဝါအပေါင်းတို့လည်းစောင့်မျှော်နေရကြောင်းကိုပြောလိုက်ပါတယ်ပြီးတော့သင်နဲ့တွေ့ရဖို့နှစ်ပေါင်းများစွာတရားကျင့်ကြံခဲ့ရတယ်လို့ဆိုကာမင်းသားလေးကိုစပွဲပေါ်တင်ကခြေလက်ပေါ်ကလက္ခဏာများကိုစစ်ဆေးကြည့်လိုက်ပြီးတဲ့နောက်အလွန်တရားအံ့ဩဝမ်းမြောက်သွားခဲ့ပါတယ်အဲဒီနောက်မှာမင်းသားလေးကိုလက်ရာရေးလှည့်ပတ်နေတာကြောင့် မင်းကြီးကရှင်ရသေးကိုဘာများလုပ်နေတာပါလဲလို့မေးလိုက်ပါလေရသေးကြီးကစัจ java လာကြီးကိုပိုင်ဆိုးမဲ့သူကိုဂါရဝပြုတ်နေတာလို့ဆိုလိုက်ပြီးတော့မင်းသားလေးရဲ့မျက်နှာကိုအသေးစားကြည့်နေပြန်ပါလေပြီးတော့ရသေးကြီးကစိုက်ငိုနေတာကြောင့်မင်းကြီးကသားတော်လေးရဲ့အနာကက်မှာအန်ရည်တစ်ခုခုများကြုံရမှာကြောင့်ငိုနေတာလားလို့မေးလိုက်ပါလေရသေးကြီးကမင်းသားလေးရဲ့ကံစမာနဲ့ပတ်သက်လို့ငိုစရာမရှိကြောင်းနဲ့အခုငိုတာကအသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ရသေးကြီးနေနဲ့အချိန်ကြာကြီးနေရတော့မှမဟုတ်တာကြောင့်ငိုရတာလို့ပြောလိုက်ပါလေ အကြောင်းကတော့မင်းသားလေးကဗုဒ္ဓဘုရားရှင်ဖြစ်လာမှာကိုကျွန်ုပ်မြင်ကွင်းရတော့မှာမဟုတ်တာကြောင့်ပဲလို့ပြောလိုက်တော့တာပါဒီစကားကိုကြားတော့မင်းကြီးကထိတ်လန့်တကြားနဲ့ဗုဒ္ဓထဲလာဆိုပြီးတော့ရေညှို့လိုက်ပါလေဂေါရမီလည်းအံ့ဩသွားပြီးတော့မင်္ဂလာနဲ့ခင်မုန်းတို့ကတော့ကျေနပ်အားရကုန်ပါလေမင်းကြီးကတော့မင်းသားလေးဟာပညာရှိလည်းမဖြစ်သလိုသူတော်စင်လည်းမဖြစ်ရဘူးဗုဒ္ဓလည်းမဖြစ်ဘဲရန်သူအလုံးအနိုင်မဲ့ဆက်ကြဝရိမိမဲ့ဖြစ်ရမယ်ရသေးကြီးနေတဲ့ဒီကလေးကိုစစ်ပွဲတိုင်းကိုအနိုင်တိုက်မယ်သူရဲ့ကောင်းအဖြစ်သာကောင်းကြီးပေးတဲ့နယ်လို့ပြောလိုက်ပါလေ။ ရသေးကြီးကလည်းအဲ့ဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။ဘဝတိုက်ပွဲတိုင်းကိုအနိုင်ယူမဲ့သူတိုက်ပွဲတိုင်းကိုလည်းမေတ္တာလက်နက်နဲ့တိုက်မဲ့သူစัจ java ဝလာကိုဥဆောင်လမ်းပြမဲ့သူမေတ္တာစကားတစ္ဆာတရားနဲ့ပြည့်တဲ့လောကကိုဖန်တီးမဲ့သူမင်းမျိုးမင်းနွယ်ကဆင်းသက်လာတဲ့လောကအမောင်ကိုအလင်းဆောင်မဲ့သူတတဝအပေါင်းကိုလမ်းပြပေးမဲ့သူပဲဖြစ်လိမ့်မယ်။ဖျားဆင်စေအေကံဖြစ်မယ်။မဟာပုရိသလက္ခဏာတော့32ပါးကိုလည်းပိုင်းဆိုင်ထားသေးတယ်။ ခြေဘွားမှာကြာလက်ဖျားမှာဆက်ကြတွေအထင်ရှားပါရှိနေတယ်လို့ပြောလိုက်ပါလိမ့်။မင်းကြီးကတော့အဲ့ဒီစကားတွေကိုမနှိမ့်မြို့နိုင်စွာပဲဘလို့လက္ခဏာတွေကိုပိုင်ဆိုင်ထားသည်ဖြစ်စေဒါတော့ဟာဓာကိုင်ပြီးစစ်တိုက်မယ်ရှင်ပြေမယ်ဖြစ်ရမယ်လို့ပြောပါလိမ့်။ရသေးကြီးကစစ်တိုက်ရင်တင့်နေတဲ့မြေကြီးတွေကိုပဲတင်ပိုင်နိုင်လိမ့်မယ်။တင်းရဲ့သားတော်ကတော့လူသားတွေရဲ့အသေးအနှလုံးကိုပိုင်ဆိုင်လိမ့်မယ်။တင်ကစေပွဲတွေနဲ့နယ်မြေတွေချဲ့ထွင်ပေမဲ့တင့်ရဲ့သားတော်ကတော့ခစ်တစ်ခစ်လုံးကိုပြောင်းလဲပြစ်လိမ့်မယ်လို့ပြောလိုက်ပါလိမ့် မင်းကြီးကတော့အရာတွေရနတ်ဖျားတွေရဲ့အလိုတော်ဆိုရင်တော့နတ်ဖျားတွေကိုပြန်တိုက်ခိုက်ရမယ်သူတော်စင်ဖြစ်ဖို့စိတ်ကူးလုံးဝမရှိသူဖြစ်လိုရာပုံကိုတွင်းယူရလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်ရသေးကြီးကသင်ဘာပဲလို့လို့သင်ရဲ့သားကတော့သူတော်စင်ပဲဖြစ်လာပါပဲဆိုပြီးပြောလိုက်တော့မင်းကြီးကကလေးကိုပြန်ယူလိုက်ပြီးတော့ကပိလဝုတ်တိုင်းပြည်တစ်ခုလုံးကသူတို့ရဲ့အနာဂတ်အေဂရစ်ကိုတွေ့ကျင်နေကြပြီဆိုကနန်းဆောင်ရင်မြင်ကိုထွက်သွားခဲ့ပါလေ။ နိုင်ပြည်အောင်မာတို့တိုင်းသူပြည်သားများတို့ကမင်းသားလေးတိတ်တထကိုမြင်တွေ့ခွင့်ရဖို့စူယုံရောက်ရှိနေကြပါလေ။မင်းကြီးထွက်လာပြီးတော့သားတော်လေးကိုမြောက်ချီပြလိုက်ချိန်မှာတော့တိုင်းသူပြည်သားအပေါင်းတို့ကတိတ်တထဂေါရမရဲ့အမိနာမကိုတံမြိုင်ခေကျွေးကုန်ကြပါတော့လေ။ယသိကြီးကလည်းတိုင်းသူပြည်သားများကြားမှာရောက်ရှိနေခဲ့ပြီးတော့ကြီးမြတ်သောသူတော်စင်ဖြစ်လာမဲ့သူကိုနောက်ဆုံးအကြိမ်ဖြစ်နေကြည်နေရင်းကနောက်ဆိုသူမှာမြင်ခွင့်မရှိတော့ကြောင်းတပည့်ဖြစ်သူကိုပြောနေခဲ့ပါလေ။ပြီးတော့သုတော်နာမင်းကြီးကိုလည်းအလွန်မိုင်မဲတဲ့ပုံကိုပဲ သူ့ကိုယ်သူတပားသူရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်လိမ့်မယ်လို့လည်းအထင်ရောက်နေတယ်။တကယ်တော့မင်းသားလေးကသာကဘာကြီးတစ်ခုလုံးကိုပြောင်းလဲပြစ်လိမ့်မယ်။ဘဝဆိုတာထူးခြားစမ်းကြယ်ပြီးအံအောပွေကောင်းလုံးပေစွာဆိုပြီးပြောကထွက်သွားခဲ့ပါတော့လေ။